ဒီ page က page quality အနေအံဖြစ်ပြီး page rich englishman နဲ့အရန်ကိုကြားပြီးမှ subscribe page တစ်ခုဖြစ်တယ်ဒီ page owner မသိနားမလဲပဲသူ page မှာ copy တဲ့ပုံလေး copy video ထက်ခါတလဲလဲတင်တယ်သူ page မှာသုံးပြီးသွားတဲ့ video သုံးပြီးသွားတဲ့တဲ့ပုံတွေကိုလည်းပြန်ပြီးတင်တဲ့အတွက်ကြောင့်မို့ reuse content နဲ့ထိပြီးမှ page quality အနေအထားဖြစ်ပြီး rich engagement ကြတော့ခဲ့တယ်ဒီဥစားကျွန်တော်ဘက်ကနေအသေးစိတ်စစ်ဆေးပြီးဖြစ်နေတဲ့အမားတွေဖယ်ရှားပြီးဒီ page owner ကိုလည်း sort ထားတဲ့ sitting အပိုင်းတွေလွဲချွန်တဲ့ဥစားတွေပြန်မှပြုပြင်ပေးပြီးမှ page ကိုစနစ်တကျမှန်ကန်အောင် request တွေပြုတင်ပေးလိုက်တဲ့အချိန်မှာအချိန်တို့အတွင်းမှာ page ကစင်းတော့ခဲ့တယ် rich engagement နဲ့တည်တည်တသာ ြောင်းလဲလာခဲ့တယ်။ page တင်တော့ခဲ့တယ် page is recommendation enable ဖြစ်လာတဲ့အတွက်ကြောင့်ဒီ page မှာတင်လိုက်တဲ့ post content တွေရဒီ page မှာရှိတဲ့ follower အားလုံးရှိရော notification ရောက်စေတယ်။ဒီ page နဲ့ follower မဖြစ်သေးတဲ့အခြားလူတွေရှိလို့လဲ Facebook က automatic suggest အနေနဲ့ပို့ပေးတဲ့အတွက်ကြောင့် follower အသစ်တွေတိုးပြီးလာတဲ့ rich english နဲ့အသစ်တွေတိုးပြီးလာတဲ့အတွက်ကြောင့် page ရဲ့ performance က တိတိတတပြောင်းလဲလာပါတယ်ယုံကြည်ပြီး service အတွက်အထူးကိုကျေးဇူးတင်တယ်ပြီးလို့ရှိရင်ဒီ page owner ကလည်း page နဲ့ပတ်သက်ပြီးရှောင်ရမ်းစာနဲ့ပတ်သက်ပြီးအကယ်လို့ reuse content တင်မယ်သုံးပြီးသွားတဲ့ဓာတ်ပုံပြန်တင်ခြင်းနဲ့အကြောင်းရင်းအမျိုးမျိုးကြောင့်သူများ page ကဓာတ်ပုံကို copy ကူးတင်မယ်ဆိုရင် straight မလာအောင်ဘလို့တင်သွားရမယ်ဘလို့ edit သွားရမယ်ဆိုပြီးအားလုံးပြောပြတဲ့အတွက်ကြောင့်မို့ page owner ဖက်ကလည်းကျွန်တော်ပြောတဲ့ဒိုင်းလိုက်နိုင်ပြီးတင်တဲ့အတွက်ကြောင့်မို့ page ရဲ့ performance ကတိတိတတကောင်းလာပါတယ်